မင်္ဂလာပါရှင်ခေတ္တတရင်ဌာနကနေတရင်များကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်တရင်ကတော့စာလင်းကြီးမျိုးနဲ့တရုတ်ဝန်ပေါင်းကုမ္ပဏီဝင်အတွင်ရှိအကြံဖက်စစ်တပ်ကို PDF များက short right တို့များဖြင့်ပြစ်ခတ်နေပြီးအကြံဖက်စစ်တပ်ကလည်းပြန်လည်ပြစ်ခတ်နေတယ်ဆိုတဲ့တရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်စကိုင်းတိုင်းစာလင်းကြီးမျိုးနဲ့လက်ပတောင်းတောင်ကျင်းနီစီမံကိန်းကိုလုတ်ကိုင်းနေသောတရုတ်ဝန်ပေါင်းကုမ္ပဏီဝင်အတွင်ရှိစစ်တပ်ကို PDF များက short right တို့များဖြင့်ပြစ်ခတ်နေပြီး စစ်တပ်ကလည်းကုမ္ပဏီဝင်အတွင်းမှ PDF များကိုပြန်လည်ပြစ်ခတ်နေကြောင်းတော်လန်ရေးသတင်းရှင်းပြများနှင့်ဒေသခံပြည်သူများကသတင်းဌာနကိုပြောကြားပါတယ်။ယနေ့နိုဝင်ဘာလ19ရက်နေ့နံနက်9:15မိနစ်အချိန်မှာစတင်ပြီးစာလင်ကြီးမြို့နယ်တရုတ်ဝန်ပေါင်ကုမ္ပဏီဝင်တဲတွင် တက်ဆွဲထားသောစစ်တပ်ကိုတော်လန်ရေးတပ်များကရှော့တိုက်တုံးများဖြင့်စက်တိုက်ပြစ်ခတ်ခဲ့ကြောင်းဝန်ပေါင်ဝင်တွင်ရှိစစ်တပ်ကလည်းလက်နက်ကြီးများဖြင့်စက်တိုက်ပြန်လည်ပြစ်ခတ်လျက်ရှိကြောင်းအပြန်အလှန်ပြစ်ခတ်မှုမျိုးဖြစ်ပေါ်နေပြီးပြည်သူများမှအခြေအနေကိုစောင့်ကြည့်နေရပြီးစစ်တပ်ကစစ်ကြောင်းထိုးလာခြင်းနှင့် လေကြောင်းတိုက်ခိုက်မှုများဖြစ်ပေါ်လာမည်ကိုစိုးရိမ်နေကြကြောင်းသိရပါတယ်။အခုမနက်9:15လောက်ကစပြီးအခုထိဝမ်ပေါင်တဲကို PDF တွေက short တုံးနဲ့ဖြစ်နေကြတယ်။ဝမ်ပေါင်တဲကခွေးတွေကပြန်ပြစ်တယ်။ PDF ကပြစ်တဲ့ short တုံးတွေကအတော်များတယ်။ဆယ်လုံးပတ်ချလေလောက်ရှိနေပြီဟုစာလင်းကြီးမြို့နယ်အခြေစိုက်ထော်လန်ရေးသတင်းရေးမြစ်ကပြောဆိုပါတယ်။တရုတ်ဝမ်ပေါင်ကုမ္ပဏီဝင်အတွင်တက်ဆွဲထားသောစစ်တပ်ကလက်နက်ကြီးများဖြင့်ပြစ်ခတ်မှုကြောင့်စာလင်းကြီးမြို့နယ်အတွင်ရှိ ခြေရွာများမှပြည်သူများထိခိုက်ဒေဆုံးမှုများမကြာခဏဖြစ်ပေါ်လေရှိပြီးစစ်တပ်ကစစ်ကြောင်းထိုးခြင်းကုမ္ပဏီဝင်အတွင်းသို့ဖျက်လည်ဝင်ရောက်ခြင်းခြေရွာများကိုမိရှုဖျက်ဆီးခြင်းများမကြာခဏဆိုသလိုပြုလုပ်လေရှိပါတယ်။ထို့ကြောင့်ဒေါ်လာရစ်တက်များကလည်းစစ်တပ်ကအထိုင်ချတက်ဆွဲထားသောဝမ်ပေါင်ကုမ္ပဏီဝင်အတွင်းသို့မကြာခဏဆိုသလိုပြစ်ခတ်တိုက်ခိုက်မှုများလှုပ်ဆောင်လေရှိပါတယ်။နိုဝင်ဘာလ14ရက်နေ့ည9:00နာရီကျော်ခန့်တွင်ဝမ်ပေါင်ကုမ္ပဏီဝင်အတွင်းတက်ဆွဲထားသောအကြမ်းဖက်စစ်တပ်ကိုလက်နက်ကြီး73လုံးဖြင့်ဒေါ်လာရစ်တပ်ဖွဲ့များကသွားရောက်ပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ နိုဝင်ဘာလ17ရက်နေ့ည10:00နာရီခန့်မှစတင်ပြီးစာလင်ကြီးမြို့နယ်ဝမ်ပေါင်ကုမ္ပဏီအတွင်တက်ဆွဲထားသောအကြမ်းဖက်စစ်တပ်ကိုဒေါ်လန်ရေးတပ်ဖွဲ့များကရှော့တိုက်တုံးအလုံး30ဖြင့်ပြစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။အော်တိုဘာလ23ရက်နေ့ညပိုင်းတရုတ်ဝမ်ပေါင်ကုမ္ပဏီဝင်အတွင်တက်ဆွဲထားသောစစ်တပ်ကိုဒေါ်လန်ရေးတပ်များက109မမရှော့တိုက်တုံးများဖြင့်နေရာပေါင်းစုံမှပြန်လည်ပြစ်ခတ်တိုက်ခိုက်ခဲ့ရာ ်အဆိုပါကုမ္ပဏီဝင်အတွင်ပောက်ကွဲမှုများဖြစ်ပေါ်ပြီးမိများလောင်ကျွမ်းခဲ့ကြောင်းဝမ်ပေါင်ကုမ္ပဏီဝင်အတွင်အရေးပေါ်အုပ်အော်ဆွဲတံများတညာလုံးထွက်ပေါ်ခဲ့ပြီးမိသက်ကားများစစ်ကားနှင့်ရဲကားများဖြင့်ရုံရင်ဆန့်ခတ်ဖြစ်ပေါ်ခဲ့ပါသည်ဆက်လက်ပြီးလှေကူးတွင်အကြမ်းဖက်စစ်တဲ့ရွေးကောက်ပွဲကိုကူညီနေသောဇယက်ကွင်းရက်ကွက်အုပ်ချုပ်ရေးမှုရုံးကိုဖောက်ခွဲမှုပြူစော်တီနောက်ဦးဒဏ်ရာရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါသည်ရန်ကုန်တိုင်းလှေကူးမြို့နယ်တွင်အကြမ်းဖက်စစ်တဲ့အတူရောင်တရားမဝင်ရွေးကောက်ပွဲအတွက် ခုညီလှုပ်ဆောင်ပေးနေသောစရက်ကွင်းရက်ွက်အုပ်ချုပ်ရေးမှုရုံးကိုဖောက်ခွဲတိုက်ခိုက်ရာဖြူစော်တီနှုတ်ပြင်းထန်တိုက်ရရရှိခဲ့ကြောင်းရန်ကုန်အာမီမတာဝန်ရှိသူတို့ကသတင်းဌာနကိုပြောကြားပါတယ်။နိုဝင်ဘာလ18ရက်နေ့ညနေ6နာရီ10မိနစ်ခန့်လေကူးမြို့နယ်စရက်ကွင်းရက်ွက်ရှိအကြမ်းဖက်စစ်တပ်အတုအယောင်တရားမဝင်ရွေးကောက်ပွဲအတွက်ခုညီလှုပ်ဆောင်ပေးနေသောအုပ်ချုပ်ရေးမှုရုံးတွင်ဖြူစော်တီများစုဝေးနေစဉ်ဒေါ်လန်ရေးတပ်ဖွဲ့များကပြင်းအားမြင့်မိုင်းနှလုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ ထိုတိုက်ခိုက်မှုအတွင်အုပ်ချုပ်ရေးမှူးဤနောက်လိုက်များဖြစ်သောဖြူစော်တီနှစ်ဦးပြင်းထန်ထဏ်ရာရရှိခဲ့ပြီးတော်လန်ရေးရဲဘော်များအထီးကမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။အယုံကအုပ်ကြီးနဲ့နောက်လိုက်တွေကပြည်သူကိုရွေးကောက်ပွဲနဲ့ပတ်သက်ပြီးဖိအားပေးမှုလုပ်တဲ့မဲဆွေပွဲတိုင်းမတက်ရင်ချင်းချောက်တာတွေလုပ်တဲ့စစ်မှုတန်းကြီးလဲလှစင်မထက်မနေရကောက်တာတွေလုံဆောင်နေသူကိုယ်တိုင်လဲလူငယ်တွေကိုပြန်ပေးဆွဲပြီးတောင်းစားတဲ့ကိစ္စတွေလဲလုပ်တဲ့သူတို့ကိုထိထိရောက်ရောက်ဖောက်ခွဲတိုက်ခိုက်ခဲ့ပါတယ် ပြုခွေးနှစ်ကောင်ကတော့လွင်ထွက်သွားပြီးကျန်တဲ့ကောင်တွေခွေးပြေးပြေးကြတယ်ဟုရန်ကုန်အာမီမှတာဝန်ရှိသူကပြောဆိုပါတယ်။အဆိုပါတိုက်ခိုက်မှုကိုရန်ကုန်အာမီ YA နဲ့အနောက်ပိုင်းခရိုင်ပကဖားတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြောင်းဆက်လက်၍စစ်တပ်နှင့်ပတ်သက်သောပြစ်မှတ်များအကြမ်းဖက်စစ်တပ်ပြုလုပ်မဲ့တရားမဝင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးပါဝင်လုက္ကိုင်နေသူများကိုအပြင်းထန်တိုက်ခိုက်သွားမည်ဖြစ်ကြောင်းရန်ကုန်အာမီကအသိပေးပြောဆိုထားပါတယ်။ ဆက်လက်ပြီးအကြံဖတ်စစ်တပ်ထိုးစစ်ကြောင်းယာယီဖဲ့ပေးခဲ့ရတဲ့ကနေဒီတောင်ကို PDF ဇူလန်ပြန်ထိန်ချုပ်ချင်းကြီးနောင်ကနေဖြူဟာအရခိတ္တရှောင်ပေးခဲ့ပြီးတော့ပြန်လည်တိုက်ခိုက်သိမ်းပိုက်ထိန်ချုပ်ထားနိုင်ခဲ့ပြီးလက်နက်ခဲယံများလည်းတင်စီရမိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အာနာသိန်းစစ်ကောင်စီတပ်ကအင်အားအလုံးရင်းနဲ့ထိုးစစ်ဆင်လာလို့စုခွာခဲ့ရတဲ့တီးထိန်မျိုးနဲ့ကကနေဒီတောင်တပ်စခန်းနေရာကိုနိုဝင်ဘာ18ရက်မှာပြန်လည်ထိန်ချုပ်နိုင်ပြီဖြစ်ကြောင်းချင်းကြီးနောင်အဖွဲ့ဝင် PDF ဇူလန်ကထုတ်ပြန်ပါတယ်။ အော်တိုဘား29ရက်မှာထိုးစစ်ဆင်လာတဲ့စစ်ကောင်စီစစ်ကြောင်းတွေကိုဖြူဟာအရခိတရှောင်ပေးခဲ့တာဖြစ်ကြောင်းအတည်ပြုပြီးကနေဒီတောင်ကို PDF ဇိုးလန်းရဲဘော်တွေပြန်လည်ထိန်းချုပ်နိုင်မှုရုပ်တံကိုဖော်ပြပါရယ်ရွေးကောက်ပွဲဖြစ်မြောက်ရေးအတွက်အလုံးရင်းနဲ့ချီတက်လာကြတဲ့စကားမရွေးရှားစစ်ကြောင်းများကိုချင်းညီနောင်ကနေဖြူဟာအရခိတရှောင်ပေးခဲ့ပြီးတော့ယနေ့နိုဝင်ဘာလ18ရက်နေ့မှာပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်တဲ့အကြောင်းကိုခဲရမ်းများကိုလည်းသိသိရမိတဲ့အကြောင်းကိုမြေပြင်မှာသတင်းပို့လာတဲ့အတွက်ကြောက်မလို့ယခုကဲ့သို့မိဘပြည်သူများသိရှိနိုင်ရန်အတွက် တင်ပြလိုက်တာဖြစ်ပါတယ်ပြီးတော့ဗီဒီယိုဖိုင်များနဲ့စာထုတ်ပြန်ချက်များကိုလည်းတည်တံ့ပြန်လည်ပြီးတော့မှဒီ page PDF Zolan Facebook စာမျက်နှာကနေတင်ပြပေးသွားမှာဖြစ်ပါတယ်လို့တာဝန်ရှိသူတို့ကပြောကြားခဲ့ပါတယ်စီရေးအရာအရေးပါတဲ့နေရာတစ်ခုဖြစ်တဲ့ကနေဒီတောင်ကို PDF Zolan က2023နိုဝင်ဘာမှာတိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပြီးအခုနှစ်အောက်တိုဘာလကုန်ပိုင်းစစ်ကောင်စီတပ်ရဲ့ထိုးစစ်မှပြန်လည်လက်လွတ်ခဲ့ရတာဖြစ်ပါတယ်စစ်ကောင်စီတပ်ဟာချင်းပြည်နယ်မြောက်ပိုင်းထိုးစစ်ကိုအောက်တိုဘာလကုန်မှာ ရေပြင်လေကြောင်းအုံပြုစစ်အင်အားအလုံးရင်းနဲ့ထိုးစစ်ဆင်လာလို့ချင်းညီနောင်ချင်းပြည်ကောင်းစီနဲ့မဟာမိတ်ပူးပေါင်းတပ်တွေကခုခံတိုက်ခိုက်လျက်ရှိပါတယ်။စက်ကိုင်းတိုင်းကလေးမျိုးနယ်ဘက်ကနေတီးတိမ်မျိုးနယ်တိုင်းငင်းဒေသဘက်ကိုမြေပြင်ကစစ်ကြောင်းထိုးလာတယ်လို့တီးတိမ်မျိုးကိုစစ်ကောင်းစီကရဟတ်ရင်နဲ့26ကျင်းစစ်အင်အားပို့ပြီးတီးတိမ်မှတိုင်းငင်းဘက်ကိုထိုးစစ်ဆင်လာတာဖြစ်ပါတယ်။စစ်ကောင်စီတပ်ထိုးစစ်ကိုချင်းတော်လိုင်းရဲတပ်ဖွဲ့တွေကခုခံတိုက်ခိုက်ခဲ့ပေမယ့်နေရာအချို့ကိုလက်လွတ်ဆုံးရှုံးခဲ့ပြီးကလေးတိုင်းငင်းတီးတိမ်လန်ကိုစစ်ကောင်စီကပြန်လည်ထိန်းချုပ်နိုင်ခဲ့ပါတယ် ။တစ်ဖက်မှာလည်းစကိုင်းတိုင်းကလေးမြို့နယ်ကနေဖလန်မြို့နယ်ဝေဘူးလာဘက်ကိုစစ်ကောင်စီတပ်ကစစ်အင်အားလုံးရင်းနဲ့ထိုးစစ်ဆင်ခဲ့ပြီးဝေဘူးလာမြို့ကိုပြန်လည်ထိန်းချုပ်နိုင်ခဲ့ပါတယ်။ဒါပေမဲ့ချင်းကြီးနောင်နဲ့ချင်းပြည်ကောင်စီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကခုခံတိုက်ခိုက်ခဲ့လို့ဖလန်နဲ့ဆက်နမိုင်ခန့်အကွာမဏိပူရာမြို့အနီးအပါဝင်ကလေးကံကော်တီးတိန်ဖလန်စားတဲ့မြို့နယ်တွေမှာနိုဝင်ဘာလအတွင်းတိုက်ပွဲတွေဆက်ရှိခဲ့ပြီးစစ်ကောင်စီအထင်အရှားလို့လေချောင်းပစ်ကူအချိန်ပေါင်းများစွာပြုလုပ်လျက်ရှိပါတယ်။ ချင်းပြည်ကောင်စီကာကွယ်ရေးဌာနရဲ့နိုဝင်ဘာ17ရက်တိုက်ပွဲသတင်းထုတ်ပြန်ချက်အရဖလန်းနဲ့ဝေဘူးလာအကြောင်းတိတိတ်မျိုးနဲ့ခိုင်ကန်မျိုးအကြောင်းကလေးမျိုးနဲ့ကံကောမျိုးအကြောင်းတိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးဒီတိုက်ပွဲတွေမှာစစ်ကောင်စီဘက်ကဗိုလ်မှူးဗိုလ်ကြီးအဆင့်အရာရှိတွေအပါအဝင်စစ်ကောင်စီတပ်ဖွဲ့ဝင်တရာခန့်ကိုချေမုန်းနိုင်ခဲ့ပြီးလက်နက်ခရမ်းတွေတင်ရခဲ့တယ်လို့အတည်ပြုထားပါတယ်ဆလပီနိုင်ငံသားရေးဝန်ကြီးဒေါ်စင်မအောင်နဲ့ဩစတြေးလျနိုင်ငံသားရေးဝန်ကြီးတို့တွေ့ဆုံပြီးမြမအရေးဆွေးနွေးတဲ့ဆွေးနွေးတဲ့တင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံသားရေးဝန်ကြီးဌာနဖီတောင်စုဝန်ကြီးဒေါ်စင်မအောင်နဲ့ဩစတြေးလျနိုင်ငံနိုင်ငံသားရေးဝန်ကြီးဟွန်ပန်နီဝမ်တို့အကြားနိုဝင်ဘာ18ရက်ကဩစတြေးလျနိုင်ငံကင်ဘာယာမြို့မှာတွေ့ဆုံပြီးမြမအရေးအတွက်ဆွေးနွေးခဲ့ကြပါတယ်။အဆိုပါဆွေးနွေးပွဲမှာမြန်မာနိုင်ငံရဲ့လက်ရှိနိုင်ငံရေးအခြေအနေလူသားချင်းစာနာထောက်ထားမှုဆိုင်ရာလိုအပ်ချက်တွေမြေဆက်ဖြတ်ကျော်ရာဇဝတ်မှုတွေနဲ့ဒေသရင်းငြိမ်းချမ်းရေးအခြေအနေတွေနဲ့ပတ်သက်ပြီးဆွေးနွေးခဲ့ကြတာပါ။ ပြည်ထောင်စုဝန်ကြီးတော်စင်မအောင်ကကြားကာလအုပ်ချုပ်ရေးအစီအမံများအတွင်ထိုးတက်လာမှုအခြေအနေတွေအယက်သားအကအွယ်ပေးရေးဦးစားပေးအခြေအနေတွေနဲ့နိုင်ငံတကာရဲ့လက်တွေ့ကျတဲ့ပံ့ပိုးကူညီမှုလမ်းကြောင်းတွေကိုရှင်းလင်းပြောကြားခဲ့ပါတယ်ကြပြင်းအမျိုးသားညီညွတ်ရေးအစိုးရရဲ့အားလုံးပါဝင်နိုင်တဲ့လမ်းပြမြေပုံနဲ့အကြံဖတ်စစ်အုပ်စုကိုအထောက်ပံ့ဖြစ်စေမယ်ဘလို့လုပ်ငန်းစဉ်ကိုမဆိုညင်းပယ်ဖို့အတွက်အရေးကြီးတယ်ဆိုတာကိုလည်းထည့်သွင်းဆွေးနွေးခဲ့ပါတယ်။ဩစတြေးလျနိုင်ငံကအင်တိုဖက်စိဘိတ်ဒေသမှာအရေးပါတဲ့အခမ်းအနားမှာတည်ရှိနေပြီးတော့ နိုင်ငံတကာစီမံတွင်လူခွင့်ရေးလိုင်းနာဆောင်ရွက်မှုတွေအတွက်လည်းကျေးဇူးတင်ရှိတယ်လို့ပြောကြားခဲ့ပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရက2021ခုနှစ်အကြံဖတ်စေအုပ်စုရဲ့မတရားအာဏာသိမ်းမှုစတင်ချိန်မှာရွေးကောက်ခံကိုယ်စားလှယ်တွင်မဟာမိတ်ဒီမိုကရေစီအင်အားစုတွေနဲ့ဖွဲ့စည်းထားတဲ့ဒီမိုကရေစီလိုလားတဲ့ယာယီအစိုးရဖြစ်ပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရက Federal Democracy ပြည်ထောင်စုစီကိုငင်းကျန်းစွာအသွင်ကူးပြောင်းရေးအယက်သားတွေကိုအကောက်အွယ်ပေးရင်တိရောက်တဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအထောက်အပံ့ရယူရင်းနဲ့ အချမ်းဖတ်စေအုပ်စုကိုနိုင်ငံတကာဥပဒေချိုးဖောက်မှုတွေအတွက်တာဝန်ခံမှုရှိအောင်ဆောင်ရွက်နေတာလို့လည်းပြည်ထောင်စုဝန်ကြီးကထည့်သွင်းဆွေးနွေးခဲ့ပါတယ်။ဂျမိုက်တရင်တည်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။